နောင်ခါရီနောင်ခါရီဆက်ခါဆက်ခါလာပြီးတော့နေတာမျိုးဟာအကုသို့မှမဟုတ်ဘူးကုသို့တွေလည်းလာတာပဲဗျာနော်ကုသို့ဆိုတဲ့ဟာတွေကလည်းပဲအဲ့ဒါလိုလဲပတ်ခံနေရတော့ဒုက္ခတွေပဲဗျာအဲ့ဒါလိုဆိုတော့ဒီလိုတန်ត្រာတွေကလဲနေတာဒီလိုလဲနေရပြီလို့ဆိုတော့သူစိတ်ကုန်ပြီပေါ့သူဒီလိုလဲဖို့ပဲသူကစိတ်ကူးနေတယ်တခြားစိတ်ကူးသိမ့်မရှိတော့တခြားစိတ်ကူးသိမ့်မရှိတော့တဲ့အခါကျသူစိတ်နှောင့်ကူးနိုင်တော့မကူးနိုင်တော့ဘူးဆိုလူကစိတ်မနှံ့တဲ့လူကြီးဖြစ် ဒါကြောင့်ဘုဒ္ဓဇနောအုံမတကောသူလို့ဘုဒ္ဓဇင်ဟာအယူလို့ပြောတာစိတ်မနှံ့လို့နော်အဲ့တော့ဒီလိုစိတ်မနှံ့တဲ့လုပ်ငန်းမျိုးကြီးလုပ်နေရတာကိုဟာအနိစ္စဖြစ်တယ်ဒုက္ခဖြစ်တယ်အနတ္တဖြစ်တယ်နဲ့ဘုရားတော့ဤမျိုးမျိုးနဲ့ပရိယေမျိုးမျိုးဝေယောမျိုးမျိုးနဲ့ဟောခဲ့ဟောခဲ့ပြီးမှဒီဟာကိုကျွတ်တော့နေပြီးတော့နားမကြည့်မကြားကြအဲ့ဒီလိုများမကြားဘလားလို့ဆိုရင်ကတော့ကျွတ်တော့တန်ត្រာကိုဘယ်လိုသိမှလို့ဆိုကောင်းတယ်ကောင်းတယ်လို့သိပြီဆိုတော့တန်ត្រာကကောင်းတာမဟုတ်ဘူး ကောင်းတာမဟုတ်တာကြီးကိုကောင်းတယ်လို့သိတော့ကောင်းတယ်သိရင်ကောင်းတာလုပ်ကျင်မှာပေါ့လုပ်ကျင်တော့ထပ်လုပ်တယ်ထပ်လုပ်တော့လည်းပဲတခါထပ်ပြီးတော့ထပ်ပြီးတော့လုပ်သူဖြစ်လုပ်သူဖြစ်တော့လည်းပဲထပ်လုပ်ကျင်တယ်ဆိုတော့ဒီတန်ត្រာထဲမှာရောက်တဲ့သူကတန်ត្រာထဲကထွက်နိုင်မှာဟုတ်တော့မလားတခါတော့မှတော့ထွက်နိုင်ဘူးဒါကြောင့်တော့တန်စူးတယ်လို့ကျွတ်ကပြောတယ်ဒီတန်ត្រာထဲမှာတင်ထားရလို့ဆိုကံကလူတခါလောက်ကလေးနဲ့လုံးမိရင်ကံကစူးတော့တာဗျာကံစူးပြီဆိုနှုတ်လို့မရဘူးဗျာ ဆူးဆူးတာနှုတ်လို့ရသေးတယ်အဆူးတာနှုတ်လို့ရသေးတယ်ဗျာကံများဆူးပြီဆိုရင်ကျုပ်တို့ဘုရားကလာနှီးမပေးနှုတ်နှီးမပေးဘယ်သူမှမနှုတ်တတ်တော့ဘူးကံအမှန်တန်ကြောက်စရာကောင်းတယ်။ဒါကြောင့်တရားတော်မတို့လုံးလုံးကြတဲ့အခါဒီမှာတိတ်ရှင်းရှင်းသာသာနဲ့ဝီဖာမန်ခွဲခွဲချမ်းချမ်းလေးလုံးကြပါနော်။လွန်ကျူးတယ်လို့ဆိုတဲ့အမှုမျိုးကိုကိုယ်ပဝန်ကျင်ကလူသားတွေအပေါ်မှာမလုပ်ပြအောင်သတိထားကြပါဗျာ။မကောင်းတဲ့လွန်ကျူးမှုမှမဟုတ်ဘူး။ကောင်းတဲ့လွန်ကျူးမှုတောင်လည်းပဲမလုပ်ပြအောင်သတိထားကြပါဗျာ။ လွန်ကျူးတယ်လို့ဆိုမှတော့ကောင်းတဲ့မှုလည်းမကောင်းဘူးမကောင်းတဲ့မှုလည်းမကောင်းဘူးဒါကြောင့်မို့လို့နော်ကျုပ်တို့တရားတော်မှတို့ဟာကိုယ်ပဝန်းကျင်ကိုဆက်ဆံရတဲ့အခါမှာသိတိထားပြီးဆက်ဆံပေးကြပါကိုကလွန်ကျူးရတယ်လို့ဆိုတဲ့အမှုမျိုးများတော့မဖြစ်မိကြပါသေးနဲ့လို့ဒီလိုပြောရမယ်ကြာဘာဖြစ်လို့မဖြစ်မိကြပါသေးနဲ့လို့အမတန်ကိုတိုက်တဲ့တွန်တွန်ကြီးဘုန်းကြီးကပြောနေရတာလဲလို့ဆိုရဲတခါတော့ဇူးမိရင်အဲ့ဒီ zoom ရဲ့လွန်ကျူးမှုလေးကလေနောက်တစ်ခါပြန်ပတ်လာနောက်တစ်ခါပြန်ပတ်လာ ਨੇ ကျုပ်တို့ဇီယာတွေမထွက်ခွာတော့ဘူးဗျာဒါကြောင့်ကံစုရင်နှုတ်လို့မရဘူးဗျာအင်မတန်ကြောက်ကြာကောင်းတယ်ကံစုရင်နှုတ်လို့မရတော့အကောင်စုလည်းပဲဒီအကောင်ကနေပြီးမကောင်းစီပြန်လဲတာပဲဗျာမကောင်းစုလည်းမကောင်းစုကနေပြီးအကောင်စီလဲလိုက်မကောင်းစီလဲလိုက်နဲ့လဲနေတာပဲလို့ဆိုတော့ကျုပ်တို့ကရှေးကတုန်းကအမလီတန်တရားရင်ကျော်မှမျောနေရတယ်လို့ဆိုတော့မှန်းနိုင်ကြည့်ရတယ်ပေါ်လည်းမပေါ်ပါဘူးတန်တရားရင်ကျော်မျောရပုံပေါ့အခုမကောင်းတာစုလို့ အဲ့ဒီမကောင်းတာတစ်ခုကိုကျုပ်တို့လဲပတ်ပုံကတော့အလွန်ထင်ရှားတယ်ဗျတော်တော်ဆိုးဆိုးသာသာလူလေးတွေအစတုန်းကလူဆုံးမဟုတ်ဘူးဗျသူ့မိရမွေးပေးလိုက်တုန်းကတော့လူဆုံးမဟုတ်ဘူးအကြောင်းပေါင်းတစ်ခုခုအလျောက်သူ့လူဆုံးဖြစ်သွားတာလို့ပြောရလိမ့်မယ်နော်ကျုပ်တို့ဓာရီကိုလူတွေကိုဒဇင်းတစ်ချောက်ကြီးနဲ့ညှော်ပြီးတော့ကြီးလိုက်တဲ့ခါမှာအများကြီးတွေ့ရတယ်ကျုပ်တို့ဒီကရမတို့လည်းပဲအဲ့လိုမျိုးလိုကြီးတက်နေခြင်းတယ်တွေ့နိုင်နေခြင်းတယ်လို့သူပြောရမှာဗျာလူဟာတကယ်ကြတော့ အကောင်းလည်းမရှိဘူးလူဟာတကယ်ကြတော့အဆိုးလည်းမရှိဘူးလူဟာလူပဲပြောမှသိတော့ဒီလူပဲသူတို့ကနေပြီးတော့မကောင်းတဲ့လုပ်ငန်းတွေလုပ်ပြီးလို့ဆိုရင်ဒီလူလူဆိုအကောင်းလုပ်ငန်းကိုလုပ်နေပြီဆိုရင်ဒီလူလူကောင်းသူတို့ကပြောကြတာဒီတော့ပြောမယ်ဆိုရင်လူကောင်းဖြစ်လာဖို့လူဆိုးဖြစ်လာဖို့လို့ဆိုတာဒီကံနေနဲ့ပဲပတ်သက်တယ်ဗျာအဲ့တော့ဒီကံနေမှာသူတို့ကနေပြီးတော့တခုခုလေးမစူးမိကြဘူးသိလို့ပါတယ်လို့ဘယ်လိုပြောရမလဲကံတခုခုလေးမကျူးလွန်မိကြဘူးပေါ့ဗျာ အဲကံတစ်ခုကလေးများကျူးလို့မိသွားရင်တော့ဒီသူဖြင့်နှုတ်လို့မရတော့ဘူးလို့သူပြောရတယ်ဒီပုံစံนี่အများကြီးရှိနေတာဖြစ်တဲ့အတွက်တရားတော်မတွေလည်းပဲကိုယ့်ရဲ့ဘေးနာဝဲနာယာနာစီမှာရှိကြတယ်ကြည့်စရာတွေကိုမျက်စိနဲ့ကြည့်ပြီးသိကြပါပေါ့ဒီသူဒါလှုပ်နေတယ်လို့ဆိုတာဘာကြောင့်ဒါလှုပ်တာလဲလို့မေးရင်သူကိလေသာရှိလို့လှုပ်တာသူကိလေသာဘာဖြစ်လို့ဖြစ်တာတုံးလို့မေးရင်အရင်တော့ကံလှုပ်ခဲ့ဘူးလို့ဖြစ်တာအရင်တော့ဘာဖြစ်လို့ကံလှုပ်ခဲ့ဘူးတာတုံးအရင်တော့ဘာဖြစ်လို့ ဒီကံလုတ်ခဲ့ဘူးတာလို့ဆိုအဲအရင်တော့ကကိလေသာရှိလို့ဖြစ်တာပဲဒီတော့ပြောမယ်ဆိုရင်ကိလေသာကြောင့်ကံလုတ်နေတယ်ကံကြောင့်ဝိဘက်ဖြစ်နေဆိုအင်တန်ကြောက်ကြကောင်းကောင်းတယ်လို့များတော့နည်းနည်းမှခံစားချက်နဲ့မထင်ပေးကြပါနဲ့လို့ဒီလိုပြောရမယ်တကယ်ပဲတန်ត្រာကပြနေတဲ့လက္ခဏာဖြစ်တယ်အနိစ္စဒုက္ခအနတ္တမြင်အောင်ကြည့်ပေးကြပါလို့ဒီလိုပြောရမယ်အဲဒီလိုအနိစ္စဒုက္ခအနတ္တကိုမြင်စရာရှိပေမဲ့မမြင်မဲနဲ့ခံစားချက်ကိုပဲကိုယ်ကသိနေပြီလို့ဆိုတော့ဒီလိုသိနေတဲ့အတွက်ကံကိုတန်ត្រာကိုအမှန်တိုင်းမမြင်ဘူး အမှန်တည်းမမြင်တော့တဲ့အတွက်ဒီလိုမမြင်တော့တဲ့အနေထားရှိတဲ့သူလေးကိုအဝိဇ္ဇာလို့ဒကာတို့မတို့အဝိဇ္ဇာသဘောပေါက်ကြပါလားပေါက်ပါပါခင်ဗျာဒကာတို့မတို့မှာရောဒီအဝိဇ္ဇာရှိသလားမရှိဘူးလားရှိပါပါခင်ဗျာအဝိဇ္ဇာရှိနေတာပဲလူတိုင်းမှာအဝိဇ္ဇာရှိနေတယ်မွေးကလေးကဒီအဝိဇ္ဇာပါလာတာလို့တော့မမှတ်နဲ့နော်ဒီအဝိဇ္ဇာမွေးကလေးကမပါလာဘူးမွေးကလေးကပါလာတာမဟုတ်ဘဲနဲ့ဘယ်လိုလုပ်ရှိနေတာလို့ဆိုရင်ဒီအဝိဇ္ဇာရဲ့တင်္ခါရရဲ့ ခုနဝေညာယုတ်တလာယရဏဖတ်တာဝေဒနာရဲလို့ဆိုရဲဒီတရားတွေကကြီးမှပြောမယ်ဆိုရင်လူလေးသူလေးပြီးပြီးတတ်တာဖြစ်လာပြီးလို့အမေတို့အဖေတို့တိတတ်ပြီးစားတတ်တောက်တတ်သွားတတ်လာတတ်သုံးတတ်ဆွဲတတ်အဲ့လိုမျိုးလို့ဖြစ်လာတဲ့အခါမှာမှဟောဒီအဝိဇ္ဇာလည်းပေါက်လာတာနော်ပေါက်လာလို့မလို့ဒီအဝိဇ္ဇာကကျုပ်တို့တွေလားဆိုဒီလိုတောင်ကျုပ်တို့တွေမဟုတ်ဘူးဗျာကျုပ်တို့အပေါ်မှာလာရောက်ပြီးတီးမီနေတဲ့ပစ္စည်းကလေးလို့ဒီလိုပြောရမယ်ဒီလိုအဝိဇ္ဇာရဲ့အနေအထားလေးကျုပ်တို့ကောက်တာပါ အဝိဇ္ဇာရဲ့အနေအထားပဲလေဆိုတာတန်ត្រာရဲ့လက္ခဏာတွေကိုမမြင်ပဲနဲ့တန်ត្រာကပြတဲ့ခံစားချက်တွေကို မြင်ပြီးအကောင်းထင်နေတဲ့အနေအထားကိုအဝိဇ္ဇာလို့ကျုပ်တို့အနေအထားပဲခေါ်ပြတာနော်အဝိဇ္ဇာအနေအထားပဲခေါ်ပြီးတော့အဝိဇ္ဇာကိုဒီကလုံးအနေအထားပဲခေါ်တော့မသိတာလို့ပြောတာအဘာမသိတာတော့လို့ပြီးတော့အမှန်မသိတာဟုတ်အမှန်မသိတာဆိုတာအမှန်ဘယ်ဟာရဲ့အမှန်တော့ဘယ်သူရဲ့မှန်တာမှန်အမှန်တော့လို့ပြီးတော့ ဟောဒီတန်တရာရဲ့အမှန်တန်တရာရဲ့အမှန်ကိုမတိပဲနဲ့တန်တရာအပေါ်မှာချွတ်ချွတ်ချော်ချော်မှားမှားယွင်ယွင်တိနေတာကိုမတိတာလို့ဒီလိုပြောလိုက်တာပါဗျာအဲ့တော့အဝိဇ္ဇာဆိုတာကျုပ်တို့မတိနိုင်တဲ့အရာခင်ဗျားတို့မတိနိုင်တဲ့အရာမလုပ်ပေးကြပါနဲ့ကျုပ်တို့ ਨੇ လက်လန်းမမီတဲ့အရာလည်းမဟုတ်ပါဘူးအဝိဇ္ဇာကိုကျုပ်တို့သိနိုင်ရမှာပေါ့ဘာဖြစ်လို့လဲလို့ဆိုရင်တန်တရာရဲ့လက္ခဏာကိုမမြင်ပဲနဲ့တန်တရာကပေးတဲ့ခံတန်တရာကပြတဲ့ ခံစားချက်လောက်ပဲမြင်နေတာဟာအဝိဇ္ဇာပါဒါအဝိဇ္ဇာရဲ့အနေအထိပ်ပဲပေါ်ပလားမပေါ်ဘူးလားဗျာပေါ်ပါပြီအဝိဇ္ဇာဆိုတာဟာမြန်မာလူပြန်ရင်တော့မသိတာဒါပဲကောင်းပြီဘယ်လိုမသိတာတုံးလို့မေးရင်တန်ត្រာကပြတဲ့လက္ခဏာကိုမသိပဲနဲ့တန်ត្រာကပြတဲ့ခံစားချက်ကိုပဲ तू อ่ะသိနေလို့မလို့လက္ခဏာပြောင်းနေတာကိုဒါကိုမသိတာလို့ပြောတာဆိုတာရှင်းကြရလားရှင်းပါဗျာကောင်းပြီဒီလိုမျိုးများအဝိဇ္ဇာရဲ့လို့ဖြစ်မှာတော့ ဒီတန္တရာကပေးတဲ့ခံစားချက်ကအကောင်းပြတာဆိုတော့ဒီတန္တရာမျိုးထပ်လုတ်ကျင်တာပေါ့ထပ်လုတ်ကျင်တော့ဒီတန္တရာကိုဒီတန္တရာရဲ့အစိတ်ပိုင်းဖြစ်တဲ့နောက်ကံမဝကိုထပ်လုတ်ပြီခိုးတဲ့အဝိဇ္ဇာဖြစ်ရင်ခိုးတဲ့ကံမဝကိုလုတ်ပြီလိမ်တဲ့အဝိဇ္ဇာရှိနေရင်လိမ်နာပေါ်မှာလိမ်တဲ့တန္တရာပေါ်မှာအဝိဇ္ဇာရှိနေရင်လိမ်နာကိုထပ်လုတ်ပြီအဲ့ဒီလိုမျိုးလို့အမျိုးမျိုးကိုယ်နဲ့ပြုလုပ်မှုနှုတ်နဲ့ပြောဆိုမှုစိတ်နဲ့ကြံစည်မှုကိုယ်နဲ့ပြုလုပ်တာကတော့ကာယကံလွန်ကျူးမှုတင်္ခါရ ိုနဲ့ပြုလုပ်တာကိုကာယကံလွန်ကျူးမှုတင်္ခါရနှုတ်နဲ့ပြောဆိုတာကိုတော့ဝစီကံလွန်ကျူးမှုတင်္ခါရတခါစိတ်နဲ့ကြံစီတာမျိုးကိုတော့မနောကံလွန်ကျူးမှုတင်္ခါရစိတ်နဲ့ကြံစီတာဆိုလို့အမျိုးမျိုးလည်းမမှတ်ပါနဲ့ကိုယ်စိတ်ကနေပြီးတစ်ဖက်သူကိုဆိုးဆိုးဝါးဝါးနဲ့ပြက်နေတယ်လို့ဆိုလို့ချင်းပြက်နေတဲ့စိတ်ရဲ့လက္ခဏာက ကိုယ်မျက်နှာရိပ်မျက်နှာမျက်နှာခြေပေါ်မှာပေါ်လာမယ်။လုံးဝကိုယ်လက်ဟန်ထားပေါ်မှာလည်းပေါ်လာမယ်။ဒီတော့ပြောမယ်ဆိုရင်တော့မျက်နှာနေမျက်နှာထားကို ဒါမနောသင်္ခါရလို့ဘယ်လိုပြောရမှာပေါ့အဲ့တော့သင်္ခါရကိုကျွတ်တော့နေပြီးတော့ပြောလိုက်တာဟာအခုပြောခဲ့တာဆိုအကြံပြားချင်းသုံးခုရှိပြီပေါ့ကိုယ်နဲ့ပြုလုပ်တာကိုကာယကံဒါလွန်ကျူးမှုသင်္ခါရနှုတ်နဲ့ပြောဆိုတာကိုကြတော့ဝစီကံလွန်ကျူးမှုသင်္ခါရစိတ်နဲ့ကြံစီတာကိုဖြစ်တဲ့မျက်နှာနေမျက်နှာထားကိုကြတော့မနောမနောအဲစိတ်နဲ့လွန်ကျူးမှုမနောသင်္ခါရလို့ဘယ်လိုပြောပါလဲကနော်အဲ့တော့ကိုယ်နဲ့ကျူးလွန်တာကိုတော့ဒကာဒမတို့က ကာယကံဒါလွန်ကျူးမှုတင်္ခါရဘယ်လိုပြောရမလဲဗျာနှုတ်နှုတ်နဲ့ပြောဆိုတာကြတော့ဝစီကံလွန်ကျူးမှုတင်္ခါရစိတ်နဲ့ကြံစီတာကြတော့နောကံလွန်ကျူးမှုတင်္ခါရဒီတော့ပြောမယ်ဆိုကျုပ်တို့မနော်ကိုယ်ကလည်းကျုပ်တို့ပါရှိတာနှုတ်လို့ခေါ်တဲ့ဝစီကလည်းပဲကျုပ်တို့မှာရှိတာစိတ်လို့ဆိုတဲ့မနောကလည်းပဲကျုပ်တို့ရဲ့မျက်နှာနေမြင်တထားကလည်းပဲကျုပ်တို့စီမှာရှိတာဒါလို့ဆိုတော့ကာယကံဝစီကံမနောကံတွေဟာ ဖိုးအပြင်ပစာအုပ်ထဲအဟာတွေကိုလှမ်းမျောပြီးသူတို့ကပြောနေတာလားတရားတော်မတို့သိရှိတာပြောနေတာလားပြောနေတာပြောပါဘယ်တကယ်ပဲကိုစီကိုငှကြီးမှာရှိနေကြတယ်ဒီအရာတွေကိုပြောနေတာဩကိုကာယနဲ့လွန်ကျူးတယ်ကိုကာယနဲ့လွန်ကျူးတယ်ဆိုတာတို့လည်းမလွန်ကျူးဘူးတာမှမဟုတ်ပဲလွန်ကျူးတာပဲနှုတ်ဝစီနဲ့လွန်ကျူးတယ်နှုတ်ဝစီနဲ့လွန်ကျူးတယ်ဆိုတာလည်းပဲသာသာဟုတ်တဲ့ဟာပြောတာလည်းမဟုတ်ဘူးကိုဖျားလက်တဲ့လွန်ခဲ့တဲ့2500အကြောင်းအရာပြောတာလည်းမဟုတ်ဘူး သူ့မှာလည်းနှုတ်ဝစီကရှိနေတာနှုတ်ဝစီရှိတဲ့အတိုင်းတို့လည်းပဲစကားမပြောဘဲနဲ့ဒါတနေ့တစ်လုံးမှမပြောဘဲနဲ့နေတယ်ဆိုတာမတို့လည်းတစ်ခါမှမရှိဘူးလို့ပြောရမလောက်ပါတော့အဲ့တော့နှုတ်ဝစီကလည်းနေတိုင်းပြောနေတာစိတ်မနှောကလည်းနေတိုင်းဖြစ်နေတာစိတ်မနှောကနေတိုင်းဖြစ်နေတယ်ဆိုတာကိုယ့်မျက်နှာက စိတ်မနှောရဲ့အရေးတွေကိုဖော်ပြနေရတာလေကိုယ့်မျက်နှာက ကြီးပြီးနေသလားကိုယ့်မျက်နှာကညိုပြီးနေသလားညိုပြီးနေတယ်လို့ထင်တော့မျက်နှာညိုနေတယ်ဆိုရင်တော့မျက်နှာက တွန့်လျာတွေကကြောက်တွန့်ပြီးတော့လာလိမ့်မယ်။ပြောရပါဆိုမျက်နှာရှစ်ခေါက်ချိုးနဲ့နေတယ်လို့ဆိုတဲ့အမျိုးဘယ်နေရာကနေဘယ်နေရာခောက်တယ်လို့တော့မသိဘူးဗျ။မျက်နှာကိုတောင်မှတကယ်ဆိုးဆိုးသာသာနဲ့နေပြသွားပြီဆိုမျက်နှာရှစ်ခေါက်ချိုးနဲ့နေတယ်လို့ဒီလိုမျိုးများတော့ရှေးခါပြောကြတယ်။ဒီတော့ပြောမယ်ဆိုရင်ဒါကမနှောရဲ့အရေးကြီး။အဲ့တော့ဒီကံနေဆိုတာကဟိုးအဝေးလံတနေရာရကကံနေအကြောင်းပြောတာလား။ကိုဒီပုံကဒီမှာရှိတဲ့ကံနေကိုပြောနေတာလား။ကိုဒီပုံကဒီမှာရှိတဲ့ ်ဟောဒီကံတွေကိုသူ့တို့လုတ်ကြတာဗျအဲတခုရှိတာပေါ့ကိုနဲ့တစုံတစ်ခုလုတ်တိုင်းကံလို့တော့မပြောပါဘူးဒါကံလည်းမမြောက်ပါဘူးနှုတ်နဲ့တစုံတစ်ခုပြောဆိုတိုင်းလည်းပဲဝစီကံလို့မပြောပါဘူးဝစီကံလည်းမမြောက်ပါဘူးစိတ်နဲ့တစုံတစ်ခုကြံစီတိုင်းလည်းပဲမနှောကံလို့မပြောပါဘူးမနှောကံလည်းမမြောက်ပါဘူးကိုနဲ့ပြုတယ်ဆိုတာဟိုတစ်ဖက်သူကိုနားကိုသွားစေခြင်းနဲ့ဟိုတစ်ဖက်သူကိုကိုယ့်ရဲ့အပြုမှုကြောင့်ตาရားကိုသွားစေခြင်းနဲ့ အဲ့လိုမျိုးလို့တစ်ဖက်သူကိုနားစီခြင်းနဲ့ပါစီခြင်းနဲ့စိတ်ဘုရားစကားပြောလိုက်ရင်လည်းတစ်ဖက်သူကိုနားကိုသွားစီခြင်းလို့ပြောတာတစ်ဖက်သူကိုตาရားကိုသွားစီခြင်းလို့မလို့ပြောတာဟိုကိုမျက်နဲ့နေမျက်နဲ့ထားကလည်းပဲတစ်ဖက်သူကိုตาစီခြင်းလို့ကိုမျက်နဲ့နေမျက်နဲ့ထားထားပြတာတစ်ဖက်သူကိုနားစီခြင်းလို့ကိုမျက်နဲ့နေမျက်နဲ့ထားထားပြတာအဲ့လိုမျိုးများตาစီနားစီဆိုတဲ့လွန်ကျူးတဲ့စိတ်ချက်ပေါ့ဗျာဟိုတစ်ဖက်သူ့ဘောမှာကိုကနေตาသွားစီခြင်းတာကျူသားအောင်လဲ မကြတာပေါ့နော်။နာသွားစေချင်တာပြူစားတာပေါ့နော်။တပတ်သူကိုပြူစားတဲ့အနေထားမျိုးတပတ်သူကိုမစားတဲ့အနေထားမျိုးမဲကိုကနှက်ကြီးလိုလိုသုံးကြီးလိုလိုပေါ့ဗျာနော်။တကယ်တော့တပတ်သူပြူစားတယ်ဆိုတော့သုံးလုံးတယ်လို့ပြောရမှာပေါ့။တပတ်သူကိုမစားတယ်လို့ဆိုတော့ကိုကနှက်လုံးတယ်လို့ပြောရမှာပေါ့။ဟိုတပတ်သူကိုตาတော့အောင်ကိုကနေမပေးတာလို့ဆိုတော့ကိုကနှက်လုံးတယ်လို့ဒီလိုပြောရမှာပေါ့။ကိုကပဲသုံးလိုလိုနှက်လိုလိုနဲ့လုံးပြီးတကလား တပတ်တူကိုตาစီဟဲ့နာစီဟဲ့ဆိုတဲ့စိတ်ထားမျိုးနဲ့ကိုယ်နဲ့ပြုမူပြီးနှုတ်နဲ့ပြောဆိုပြီးစိတ်နဲ့ကြံစီပြီးဆိုရင်တော့ဒီသူ့ကိုလွန်ပြီလို့ပြောရမလားမပြောရဘူးလားပြောပါဗျာဒုက္ခတတ္တတွေလည်းပဲမမြင်ပါဘူးအတုပါလည်းမမြင်ဘူးပေါ့ဗျာဒါလို့မမြင်တော့ဘာဖြစ်တုံဆိုရင်တော့ခံစားချက်ပဲတိနေတာဆိုတော့မဲခိုးရတာလေးများကောင်းပါတို့လက်ကြောလည်းမတင်ဘူးခြေကြောလည်းမတင်ဘူးတခါတည်းအလွယ်တကူလေးနဲ့စားရတယ်နဲ့သူ့ကျေနပ်နေတာ အဲ့တော့သူ့ဝေဒနာပဲပြနေတဲ့ခါကြတော့ဒီတန်ត្រာအပေါ်မှာသူ့အမှန်မြင်တာဟုတ်သေးတော့လားမဟုတ်ပါဘူးဗျာတန်ត្រာလေတဲ့သူတွေကတန်ត្រာကိုအမှန်မမြင်ဘူးတန်ត្រာရဲ့တကယ်မဟုတ်တာကြီးကို ဟုတ်တယ်လို့မြင်နေတာဆိုတော့အဲ့လိုမြင်တာမျိုးကိုတန်ត្រာကတော့မကောင်းဘူးတန်ត្រာလေခံနေရတာကတော့မကောင်းဘူး မကောင်းနေပေမဲ့လို့ तू ကောင်းတယ်လို့မြင်နေတယ်ဆိုရင်ဒီမြင်တာမျိုးကဝိဇ္ဇာပြောမလားအဝိဇ္ဇာပြောမလားဟုတ်ပါဘူးကျန်ကျုပ်တို့အဝိဇ္ဇာဖြစ်တာဗျာတန်ត្រာကလည်းပဲကျုပ်တို့ကလဲနေတာရှေးခါကကြားဘူးတလို့ဏိကန္ဓာတွေပြောတဲ့တန်ត្រာမျိုးမမှတ်ပေးနဲ့နော်ဏိကန္ဓာတွေကတော့တန်ត្រာဆိုတာမူရနေသေးသေးပြီးတော့နောက်ထပ်တစ်ခါမိခင်ဝမ်းတစ်ခုတည်းသွားဝင်သွားဝင်ပြီးနောက်ထပ်မွေးမွေးပြီးတော့တစ်ခါနောက်ကြကြီးတဲ့ခါကျသေးသေးပြီးတော့လည်းပဲတစ်ခါနောက်ထပ်မိခင်ဝမ်းတစ်ခုတည်းသွားဝင် အဲ့ဒီလိုမွေးလိုက်သေးလိုက်သေးလိုက်မွေးလိုက်ဖြည်ပြီးတော့နေနေတဲ့အဖြစ်ကိုတန်ត្រာလဲလားလို့ကျွတ်တို့ဗမာတွေသိကြလားမသိကြဘူးလားသိပါဗျာအေးကျွတ်တို့သိကြတာကတန်ត្រာလဲတာဆိုတာအဲ့လိုသိနေတာနော်အခုကျွတ်တို့ခင်ဗျာပြောတဲ့တန်ត្រာကကျွတ်တို့မမွေးခင်တုန်းကတကောင်ကောင်ဖြစ်ပြီးတော့သေးခဲ့သေးခဲ့ပြီးမှကျွတ်တို့အမေပဲတဲ့ကျွတ်တို့ကဝင်လာပြီးအခုထပ်မွေး ထမ်းမွေးပြီးနောက်ကျွတ်တော့အခုတခါကျွတ်တို့ဘွားဆုံးတဲ့အခါကျသေဘယ်လိုမျိုးဖြစ်တာတန်တရားလို့ကျွတ်တို့ခရဟောတာဟုတ်ကလားဟုတ်ပါဘူးခါဒါဏိကန္ထရီပြောတဲ့တန်တရားကျွတ်တို့ဘုရားတန်တရာမဟုတ်ဘူးနော်ဟိန္ဒူတွေရဲ့ဒွန်နရာလို့ခေါ်တဲ့တန်တရာဗျာဏိကန္ထရီရဲ့တန်တရာဟိန္ဒူတွေရဲ့တန်တရာကျွတ်တို့တန်တရာကျကျွတ်တို့ဘုရားဘာသာဝင်နေရမသိကြဘူးကျွတ်တို့တန်တရာကဘာလဲလို့ဆိုရင်ကျွတ်တို့မဟုတ်တာကိုဖုတ်တယ်လို့ထင်ဒါအဝိဇ္ဇာပေါ့